ရေးစလာလီညီလေးဟာကောင်းကျွန်တော်ရမ်းဝမ်းတာတယ်သူ့ကိုဆိုင်မတခြင်းဆိုတော့မှာနေကောင်းအရမ်းဝမ်းတာတော်တော်နည်းနည်းပြတ်ဖြစ်လာနိုင်တဲ့အခါမှာကျွန်တော်လည်းအများကြီးအားပေးတယ်ပြန်ကောင်းလာဖို့အတွက်မျှော်လင့်ကြတဲ့အခါမှာကိုယ့်ရဲ့ဟိုဘယ်လိုကိုယ့်ခံယူချက်နဲ့ပဲမူတည်တယ်ဟောတဘာဝတိုင်းဆိုလို့ရှိရင်လူတဘာဝမှာငယ်ရွယ်တဲ့အခါမှာအစိုးရကောင်းဝင်နေမှာပဲစွမ်းလန်းအဲ့လိုပုံစံဖြစ်တဲ့အတွက်အာကျွန်တော်ညီဟိုပါလေကတ်ဆိုင်တာလေးကုံသွားပြီလို့ပဲကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ညီလေးစူးစမ်းပါ ောင်လေးဆန်းမောင်လေးတော်ဖြစ်သွားတယ်မောင်လေးဆန်းဆန်းတော်ဖြစ်သွားတယ်ညီလေးဆန်းဆန်းနေဟဲ့မာရီပြောနေအောင်စီညီလေးဆန်းဆန်းနေညီလေးဟာကောင်းကျွန်တော်ရန်ဝန်းသားတယ်သူ့ကိုဆိုင်မှာတရှင်းဆိုတော်မှာပါနေကောင်းအရန်ဝန်းသားတယ်ဘာလို့လဲငကိုရီကအာစွမ်းလို့ဆိုတာတကယ်ကိုဟိုဘယ်လိုခမလဲဒါတော့နည်းပြဖြစ်လာနိုင်တဲ့အခါမှာကျွန်တော်လည်းအများကြီးအားပေးတယ်ကျွန်တော်လည်းဖြစ်သွားလာခဲ့တာပဲအဲ့စိတ်တွေကိုကျွန်တော်အရန်တောက်စရာကောင်းတယ် ဖြစ်သွားခဲ့တဲ့အခါမှာဟိုပြန်ပြန်ကောင်းလာလို့ထားလာတဲ့အခါကျတော့ဟိုကိုလည်းပီတိဖြစ်တယ်သူ့အတွက်ကျွန်တော်ကိုကျွန်တော်လည်းပီတိဖြစ်တယ်လို့သူ့အတွက်လည်းကျွန်တော်ပီတိဖြစ်တယ်ခေါ်အားဆိုတာဘေးကပေးလို့မရကိုကိုယ်တိုင်လုပ်ယူမှရတယ်ဘလောက်ပဲပေးပေးကိုကိုယ်တိုင်မခွန်အားမစိုက်ထုတ်နိုင်လို့ရှင်အဲ့ဒါကြီးကအာထိထိမိမရှိဘူးကျွန်တော်ဟိုကျွန်တော်ဖြစ်သွားတော့မှလည်းအဲအတိနဲ့တတိယအမြန်တရားဟောတဲ့အခါမှာရှင်းနေတယ်လို့ပဲအဲ့ဒါအရင်ရေးကြည့်တယ် လုမားတဲ့အမခဏတာဒါပေမဲ့အဲ့ရောက်အဲ့ဒါကိုခံရမှာတဘွားစာပြည့်နေကျန်နေနှစ်ပိုင်းချာကိုကကျွန်တော်တို့အသက်40ကျော်လို့50 60 90နေရမယ့်နှစ်ကာလအတွက်မှာဘယ်လိုပုံစံနဲ့နေမှာလဲအကုသိုလ်တွေများပြီးအကုသိုလ်ပုံစံနဲ့ပဲနေနေမှာလားအဲ့ဒါလေးကရေးကြည့်တယ်ပေါ့နော်အခုညီဟိုစွမ်းတန်တွေဆိုငယ်ငယ်ရှိပါသေးတယ်အဲ့ကလေးတော့တော့ပတ်ချလဲဆိုအဲ့နောက်ပိုင်းနှစ်တွေကိုပြန်ကောင်းလာမှာသူ့ကိုလည်း ဘေးနားစပုတ်လုပ်ပေးပါတယ်ခွန်အားပေးပါတယ်ကိုကိုတိုင်ယူဖို့လည်းရေးကြည့်ပါတယ်တောင်းဝင်မင်းသားတယောက်ပဲလေသူအနေနဲ့စွမ်းကလည်းဒါဆက်သွပြောလို့ရှိရင်ကျွန်တော်လည်းခွေးလုပြီးတော့ဖြစ်ပေါ်လာတဲ့မင်းသားသူလည်းချောတယ်အရင်ချောတယ်ကောင်လေးကချောလဲချောလို့ ပြီးတော့ဒီပုံမှာမူတည်ပြီးတော့ဟိုဘယ်လိုကုန်လဲကောင်းသည်ဆိုးသည်ဆိုတာတဘာဝပဲလူတဘာဝပဲမဟိုပြန်ကောင်းလာဖို့အတွက်မျှော်လင့်ကြတဲ့ခါမှာကိုယ့်ရဲ့ဟိုဘယ်လိုလဲကိုယ့်ရဲ့ခံယူချက်နဲ့ပဲမူတည်တယ်ဟောတဘာဝအတိုင်းဆိုလို့ရှိရင်လူတဘာဝမှာငယ်ရွယ်တဲ့ခါမှာအစိုးရကောင်းဝင်နေမှာပဲကြည်လာတဲ့ခါမှာအဲ့ဒီတရားနဲ့မှအကောင်းဘက်ကိုပြန်ရလာပြီဆိုရင်တော့ဒါကိုကုတ္တကိုကုတ္တကံကောင်းလို့ပဲပြောရမယ်ကျွန်တော်အနေနဲ့ပြောမှာဆိုရင် ကျွန်တော်အဆုံးဖြစ်တာအဆုံးဆုံးနေမဖြစ်သွားဘူးကုသိုလ်ကံကောင်းတဲ့အတွက်ဒီပုံစံတိုင်းပြန်ဖြစ်လာတယ်ဆိုတော့ဒါအဲ့လိုမျိုးပဲစွမ်းလန်းအဲ့လိုပုံစံဖြစ်တဲ့အတွက်အာကျွန်တော်ညီဟိုပါလေကတ်ဆိုင်တာလေးကုံသွားပြီလို့ပဲကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ညီလေးကြိုးစားပါအဲ့ပြောတာဘောပြောတာဘောအာသူလုံနိုင်ပြီဆိုတော့ဝမ်းသာသွားတာဒီစစ်တီတော်လုံလိုက်ပြီဆိုတော့တော့မလာတော့မယ်လေအဲ့တော့ကိုကိုသူများကအာကောင်းနေတာတဲ့ကိုကိုတိုင်းမလျော့စင်တဲ့ခွန်အားအဲ့ဒါကိုကျွန်တော်တိုက်တွန်းနေမှာခွန်အားကိုကိုတိုင်းမလျော့စင်တဲ့ ူများဘယ်လို support support လို့လို့ကိုကိုတိုင်းအတ္တိတရားနဲ့ခွန်အားကိုကိုကိုထွက်ထဲလာဖို့လိုအပ်တယ်လို့ဟောညှော်လင့်ပါတယ်တဖြည်းဖြည်းနဲ့ဖြစ်လာမှာပေါ့နော်တဖြည်းဖြည်းနဲ့ဖြစ်လာမှာပေါ့အဲ့အတွက်လည်းငိုင်းညှော်လင့်ပါအစုံမဆိုတဲ့အတိုင်းပေါ့နော်အာဘောခေါ်မှာအခုဘာသာကြားကြီးလည်းပါလာတယ်ပြီးတော့လည်းဇလန်းလေးကလည်းဘယ်လိုစုံရမလဲဆိုတဲ့အတွေးလေးလည်းပါလို့ ကျွန်တော်တို့ကိုမင်းအင်းတို့လည်းပြီးတော့ကျွန်တော်ကိုဒေါင်းဝင်တို့ကဘယ်လိုဦးစံနဲ့တုတ်ဆောင်ထားလဲဆိုတာအားပေးပါအောင်လို့ဟစ်ပလီယံပြမှာပေါ့နော်တခါမှမလုပ်ဘူးတဲ့ character မှာအဲ့လိုပေါ့ကျွန်တော်အနေနဲ့နည်းနည်းလေး van ပုံစံမျိုးလေးပေါ့နော် van ဆိုပေမဲ့လည်းမိသားစုတွေက van မိသားစုဝင်တွေမှာမိမစကားကိုမိမဖြစ်ချင်တာကိုလက်လက်လုပ်ပေးနေတဲ့ကိုကူတိုင်းကိုနည်းနည်းလေးဟိုကျန်းလာပါအဲ့လိုပုံစံဖြစ်လာမိမစကားနဲ့ van ဖြစ်သွားတယ် ပေါ့ဟိုဟိုကောင်းပါတယ်သူ့ရဲ့ pride ပေါ့နော်မိမဘာလို့ခြင်းလဲဖြစ်ချင်တာလုပ်ပေးမယ်ဆိုပြီးတော့လဲပေါင်းပေါင်းပြီးလုပ်တာမှတ်ထားမယ် bro bro အပြောင်းလေးလုံးအမြင်နဲ့မှတ်ထားမယ်နော်ဒီမှာဒီပါဆွဲကောင်နွေလနာယူတနန်းဆွဲရုပ်ရှင်ရိုက်ပြတာစတချင်းကကျွန်တော်ဆယ်နဲ့အောင်နဲ့ရုပ်ရှင်မင်းသားလုပ်တာရုပ်ရှင်ကို၁၀ကားလောက်ရိုက်သေးတယ်ရိုက်ဖို့အတွက်စတဲ့ချင်းမှာကိုရံလေးနဲ့စရိုက်တာကျွန်တော်အကူကမတဒရာနဲ့ရိုက်တာ ဆရာကြီးနဲ့မှတကားပဲရရသေးတယ်ဇက်ထောင်ကျင်နေဆိုပြီးတော့ဆက်ဆံရရောက်သွားဝါသနာအဲ့ရောက်နေဟုတ်အဲ့တွင်နောက်သားရတယ်မရှိပါဘူးမရှိဘူးအခုလည်းလုံနေတော့မယ်မရှိဘူးဒါဒီဒီဘက်ကိုလှည့်တယ်ဆိုတာအဲလှည့်တာကိုကို challenge ခေါ်တယ်တိုးဆောင်ကောင်းတယောက်ဖြစ်အောင်လှုပ်ချင်တယ်လှုပ်ပြမယ်ဘုံမှလည်းလုံနေရတာပဲကျွန်တော်လှုပ်တဲ့ဟာတွေအကုန်လုံးပိတ်တက်ကိုကျွန်တော်ချပြခြင်းလဲဆိုတော့အတိနဲ့ကျွန်တော်စူးစမ်းကြည့်တာပါကျွန်တော်ကတပင်လဲကတလို့ရုပ်ရှင်လဲရိုက်ပါတော့เนาะ တပင်မှာလည်းနေရတနေရအတွက်ကျွန်တော်အကျိုးရှိသွားအောင်ချသလိုရုပ်ရှင်မှာလည်းသေဥဆောင်ကောင်းတယောက်အနေနဲ့ကျွန်တော်ရက်တည်တဲ့ခါမှာဟိုပေါ့တပင်နဲ့တပင်မှာအားပြည့်တဲ့ပိတ်တယ်လည်းရှိသလိုအဲ့အားပြည့်တဲ့ပိတ်တယ်ကြတော့ဒီလူကားမျိုးကြီးကကျွန်တော်မကြည့်ချင်ကြဘူးရှင်းလို့ပြောရင်ဟိုပါ van တွေပါရမှာလူမလူလားကြပါဘူးเนาะဒါပေမဲ့ကျွန်တော်သေဥဆောင်ကြည့်တယ်သေဥဆောင်နိုင်တဲ့နေရာဘယ်အောင်သေဥဆောင်ရမလဲအဲ့အဲ့အတွက်ဟိုပေါ့ကိုယ်လာငားတဲ့ခါမှာ challenge တစ်ခုခေါ်လာသလိုကျွန်တော်ဒီကားထဲမှာဆိုလို့ရှိရင်ကျွန်တော်လာငားမယ်တော့မထင်ဘူး ဟုတ်ဘာဖြစ်လို့တော့ကျွန်တော်တခြားစီပဲကာရီတာနဲ့ရုပ်နေလုံနိုင်လားဆိုရင်အသိနဲ့လာကားတာပေါ့ဒီဒရိုက်တာကလည်းအခုဒီကားကြောင့်စုံနေတာမဟုတ်ပါဘူးရှေ့ကားမှလည်းကျွန်တော်စုံနေရှေ့ကားကြတော့အတ္တလုံဆိုတဲ့ကားမှကျွန်တော်ဟိုရနာဘိုးရဲ့အဖေအဖေဖြစ်တဲ့တွေ့တည်ငြိမ်ညာအော်တမီးရဲ့ဆိုရင်အသိလေးနဲ့ဒီမှာစုံတော့မဟုတ်အဲ့လိုဟာမျိုးပေါ့အဲ့ဒါလေးတွေကို challenge အနေနဲ့ဒရိုက်တာလည်းလုတ်ခိုင်းနေနေပါလိမ့်မယ်အဲ့တော့ကျွန်တော်အများကြီးဂုံယူသွားတဲ့ကျွန်တော်လုတ်ပေးခဲ့ပါတယ် ဲ့တို့လည်းအားပေးလဲပါအောင်လို့ဇလန်ပြည့်တဲ့တိ